အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုလက်တုံ့ပြန်တဲ့အနေနဲ့အီရန်ကအစ္စရေးကိုမစ်ဆိုင်းတုံးနေတဲ့ညဘက်မှာတိုက်ခိုက်ခဲ့ပါတယ်။တိုက်ချင်းပြစ်မစ်ဆိုင်းတုံးနေတဲ့တိုက်ခိုက်ပစ်ခတ်နေတဲ့အတွက်အစ္စရေးမှာဘုံခုချင်းနေတဲ့ပုံအောင်ကြဖို့အရက်သားတွေအတွက်3 page ကြီးညာချက်ထုတ်ပြန်ထားပါတယ်။တိုက်ခိုက်တန်တွေကိုဂျေရုဆလမ်မြို့ပေါ်မှာကြဲကြဲလောင်လောင်ကြားနေရပါတယ်။မင်းညားကတိုက်ခိုက်မှုကြောင့်လူဒါဇင်နဲ့ခြေဒဏ်ရာရပြီးတော့အနည်းဆုံးလူ၂ယောက်သေဆုံးခဲ့တယ်လို့အစ္စရေးအရေးပေါ်ဌာနကသတင်းထုတ်ပြန်ပါတယ်။အစ္စရေးရဲ့ တောက်ကြနေ့တိုက်ခိုက်မှုကြောင့်လူပေါင်း320အီရန်မှာဒဏ်ရာရခဲ့ပြီးတော့88ယောက်အသက်ဆုံးရှုံးခဲ့တယ်လို့ကုလသမဂ္ဂအီရန်ကိုယ်စားလှယ်ကပြောဆိုထားပါတယ်။တိုက်ဆုံးသူတွေထဲမှာအီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့အကြီးအကဲလဲအပါဝင်ဖြစ်ပါတယ်။အီရန်ရဲ့မင်းညားကတုံ့ပြန်တိုက်ခိုက်မှုထဲမှာတိုက်ချင်းပြစ်ဒုံးတွေကိုအမေရိကန်ကကြားပြစ်ကြားဖြတ်ပြီးတော့ပစ်ချပေးခဲ့ပါတယ်။အမေရိကန်ရဲ့လုပ်ရဟာအီရန်နဲ့ အမေရိကန်တို့လုံမဲ့တနင်္ဂနွေနေ့နျူကလ িয়ার ဆွေးနွေးပွဲကိုအတိတ်ပဲကင်းမဲ့စေတယ်လို့အီရန်ကဆိုပါတယ်။ဒါပေမဲ့ဆွေးနွေးပွဲတက်မတက်ကိုတော့ယတိပြက်ပယ်မချသေးပဲနဲ့စဉ်းစားအောင်ပဲလို့ဆိုပါတယ်။အစ္စရေးနဲ့အီရန်တို့ကြားတင်းမာမှုတွေကိုဆွတ်ချပြီးတော့တစ်ဖက်နဲ့တစ်ဖက်အပြန့်အလှန်တိုက်ခိုက်မှုတွေကိုရပ်တန့်မှုတွေကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကတိုက်တွန်းလိုက်ပါတယ်။အစ္စရေးကအီရန်နျူကလ িয়ার နေရာတွေကို ဘုံကျဲခဲ့တယ်အီရန်ကလည်းတယ်လီဗီမြို့ကိုဒုံးကျည်တွေနဲ့တိုက်ခိုက်တယ်တော်သိမ့်ပါပြီအခုကရက်ဖို့ကောင်းတဲ့အချိန်ကိုရောက်နေပါပြီလို့ Gutierrez ကသူ့ရဲ့ X လူမှုမီဒီယာအကောင့်မှာရေးသားခဲ့ပါတယ်လက်ရှိပြဿနာတွေကိုတန်တမန်ရေးနီးလန်းနေနဲ့ဖြစ်ရှင်းပြီးတော့ငြိမ်းချမ်းရေးကိုဖော်ဆောင်ကြဖို့လဲသူကတိုက်တွန်းခဲ့ပြီးတော့ငြိမ်းချမ်းရေးနဲ့တန်တမန်ရေးကသာအောင်မြင်ပါစေလို့လည်းရေးသားခဲ့ပါတယ်အောင်မန်းမြို့မှာမိုးတက်ပြီးတော့ တောင်ကြရေကြာဆင်းနေလို့နေအိမ်တွေရေနစ်မြုပ်နေပါတယ်။ရုတ်တရက်ရေကြီးလာတဲ့အတွက်မင်းညာကဇွန်လ23ရက်ညပိုင်းကစပြီးတော့အမှတ်3ရက်ကွက်နဲ့အမှတ်4ရက်ကွက်နေပြည်သူတွေဘေးကင်းလွတ်ရာကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ညောင်ရွှေမြို့နယ်မှာလည်းဇွန်လ17ရက်ကစပြီးတော့မိုးရွာသွန်းတဲ့အတွက်ကြောင့်တောင်ကြရေတွေဒရဟောစီးဆင်းလာပြီးတော့လယ်စပားဧကပေါင်းထောင်ကျော်ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။ဒါအပြင်ညောင်ရွှေမြို့နောက်ဖက်ချမ်းမှာရှိတဲ့ ဒေတာကန်တွေဟာရေပိုးမြင့်တက်လာမှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်ညောင်ရှည်မြို့အရှိတ်ချမ်းမှာရှိတဲ့ဘုံကြီးကျောင်းနဲ့ရက်ွက်တချို့တွေစီကိုရွှေ့ပြောင်းနေထိုင်ကြပါတယ်။လက်ရှိအချိန်ထိကလော့အောင်မန်းတောင်ကြီးအေတာယာညောင်ရွှေအင်းလေးမြို့တွေမှာမိုးကြီးနေပြီးတော့တောင်ကျရေတွေလည်းစီးဆင်းနေတဲ့အတွက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေပါတယ်။လုံလောက်တဲ့ကျမရဲ့ဆောက်ရှောက်ခွင့်စေဝါဆောက်ရှောက်ခွင့်မရတာကြောင့် မန္တလေးဥပိုလ်အကျဉ်းထောင်က CDM အလဲရန်ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်တန်းကြာဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့ဇွန်လ14ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ CDM အလဲရန်ပြကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်တန်းဟာမေလ9ရက်နေ့မှာသွေးကြောပေါက်ပြီးတော့ကြာဆုံးသွားခဲ့တာဖြစ်ပါတယ်။သူဟာ2023ခုနှစ်ဇူလိုင်လ29ရက်နေ့မှာမတရားအဖမ်းဆီးခံခဲ့ရပြီးတော့ပုံမှန်52ကကြီးနဲ့ တရားဆက်ဆုပ်ခံခဲ့ရပါတယ် CDM အလလဲကျောင်းအုပ်ဒေါ်မြင့်မြတ်တန်ဟာ TV ယောဂအခမ်းရှိသူတယောက်ဖြစ်တဲ့အတွက်ကြောင့်စေဝါဆောင်ရှောက်မှုပုံမှန်လိုအပ်နေတဲ့သူတယောက်ပါဒါကြောင့်ယောဂပြင်းထန်လာချိန်မှာထောင်းအာနာပိုင်နေစီကိုပြင်ပမှာစေကုသခွင့်ပေးဖို့တောင်းခံခဲ့ပေမဲ့စေကုသခွင့်မပေးခဲ့ပါဘူး TV ယောဂအခမ်းကြောင့်ဆေးပြင်းတွေတောက်နေရပြီးတော့အဲ့ဒီဆေးပြင်းတွေကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲစိုးကျိုးအပေါ်မှာအချိန်မီစေဝါဆောင်ရှောက်ခွင့်မရခဲ့လို့သွေးကြောပေါက်တည်ဆုံးခဲ့တာလို့ PPNM ကဆိုထားပါတယ် ဘကုတ်ခရိုင်ရွှေကျင်မြို့နယ်ကွင်းစိတ်ရွာနဲ့ဝန်းကံရွာချရှိခမရ598တန်းရဲနဲ့ဘန်ဂါရီပြန်တီဆောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုလက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဘကုတ်ခရိုင်ပကဖကဇွန်လ14ရက်နေ့ဒီနေ့မှာထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့တုန်းကခမရ598တန်းရဲနဲ့အနီးဝန်းကျင်ကို KNLA ပူးပေါင်းတပ်ဘကုတ်ခရိုင်ပကဖကဝမြို့နယ်ပကဖ UDF တပ်ဖွဲ့တို့ကလက်နက်ကြီးတွေနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ပြစ်ခတ်တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား10ယောက်ကျော်ဒဏ်ရာရပြီးတော့ နှစ်ယောက်ကဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်မေလ၈ရက်နေ့တုန်းကလည်းခမရ၅ခု၈ကိုတိုက်ခိုက်သိမ်းပိုက်ပြီးစစ်ကောင်စီတပ်သားအလောင်း30ရတယ်လို့သူတို့ကဆိုပါတယ်ဒါနဲ့ပတ်သက်ပြီးတရားအတည်ပြုချက်တော့မရရှိသေးပါဘူးစစ်တုံးမှ6ယောက်နဲ့မိသားစုဝင်တွေကိုလည်းဖမ်းမိပြီးတော့လက်နက်မျိုးစုံ83လုံးဂျမ်းမာ3လုံးခဲရံတွေသိမ်းပိုက်ရရှိခဲ့တယ်လို့လည်းဆိုပါတယ် ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကအကြမ်းမဖက်အာဏာပြန်ရလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုမနေ့ကဇွန်လ23ရက်နေ့နေစွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။အဲ့ဒီဥပဒေထဲမှာ CDM လုတ်တဲ့ဝန်ထမ်းတွေကိုချီးကျူးဂုဏ်ပြုတဲ့အစီအစဉ်တွေပါဝင်တယ်လို့ CDM မလုတ်တဲ့ non CDM ဝန်ထမ်းတွေကိုအပြစ်ပေးအရေးယူမယ်ဆိုတဲ့ပြဋ္ဌာန်းချက်တွေလည်းပါဝင်ပါတယ်။ CDM မလုတ်တဲ့ non CDM ဝန်ထမ်းတွေကိုအရေးယူရမှာအလုတ်ကနေထုတ်ပယ်တာကအစနာမည်ပြည့်စင်းသွင်းတာတွေလည်းပါဝင်ပါတယ်။ဒါအပြစ်မှာ တရားရုံးတင်ပြီးတော့ကြတော့တရားစွဲအေးအေးယူမဲ့ပြစ်မှုတချို့ကိုလည်းဖော်ပြထားပါတယ်ဒီဥပဒေဖော်ပြချက်အရနိုင်ငံဝန်တန်းတွေလက်ရှိလှုပ်ဆဲအလုပ်ကိုဆက်လက်လုပ်ကြိုင်တာဟာရာဇဝတ်ပြစ်မှုတပွဲဖြစ်နေပါတယ်မြို့သူမျိုးလွတ်လပ်စွာအလုပ်လုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့လူခွင့်ရေးပြဋ္ဌာန်းချက်နဲ့ဆန့်ကျင်နေတဲ့အတွက်ဒီဥပဒေဟာဥပဒေကြောင်းအရတရားမျှတမှုရှိမရှိအငင်းပွားပေါ်ရာဖြစ်နိုင်ပါတယ်ကချင်ပြည်နယ်ဖားကတ် ောင်ရကုန်းမော်စီစာကျေးရွာအနီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပြည်သူ၃ယောက်ကိုရဲရဲဆက်ဆက်နှိပ်စက်တပ်ဖြတ်ခဲ့တယ်လို့ဒေတာရင်းမီဒီယာတွေကဖော်ပြကြပါတယ်။ဇွန်လ23ရက်နေ့မှာအင်အား150လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာတောင်ရကုန်းမော်စီစာကျေးရွာအနီးမှာအမျိုးသား၃ယောက်ကိုကိုလက်အင်္ကာတွေဖြတ်တောက်ပြီးတော့တပ်ဖြတ်ခဲ့တာဖြစ်ပါတယ်။အသက်ခံရတဲ့သူတွေဟာတောင်ရကုန်းကပြည်သူတွေလားဆိုတာကိုအတိမပြုတ်နိုင်သေးပါဘူး။တိုက်ဆုံသူတွေဟာအသက်40အရွယ်လောက်ရှိတဲ့အမျိုးသား၃ယောက်ပါ။တယောက်ကရေထဲထဲမှာလက်နောက်ပြန်ကျိုးတုပ်ပြီးတော့အသက်ခံထားရပါတယ်။ တယောက်ကတော့မျက်လုံးတွေအဖောက်ခံပြီးတော့ဒါယာတန်ချက်တွေနဲ့အသက်ခံထားပါတယ်နောက်တယောက်ကတော့အတုံးလိုက်အတက်လိုက်အပိုက်ခံထားပြီးတော့ဆာလာအိတ်ထဲမှာထည့်ထားတာကိုခံရတယ်လို့ဆိုပါတယ်မီလာမှာဖားကန်ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဟာအရက်သားပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတာလူမဆန်နဲ့တပ်ဖြတ်မှုတွေလုပ်တာကြောက်ကုန်မီတွေနဲ့ဘက်ခိုးကားတွေကိုမိချိုတာကြောက်စိမ့်ကုမ္ပဏီတွေရဲ့ရန်ထားတဲ့နေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေကိုလှုပ်ဆောင်ခဲ့ပါတယ် ရန်ကုန်တိုင်းရွှေပြည်သားမြို့နယ်ဝါဒရဆက်မှုဆောင်ကချီရှန်စက်ရုံအလုပ်သမားတွေဟာတနေ့လောက်ခ12000ကျပ်ရဖို့အတွက်ဒီနေ့ဇွန်လ14ရက်နေ့မှာဒုတိယမြောက်နေ့အဖြစ်ဆက်လက်သပိတ်မှောက်တောင်းဆိုနေကြပါတယ်အလုပ်သမားတွေဘက်ကတနေ့လောက်ခ12000ကျပ်တိုးပေးဖို့အပါဝင် ODJ 2500ကျပ်နဲ့ရက်မှန်ကြီး9000ကျပ်အထိတိုးမြင့်ပေးဖို့တောင်းဆိုထားပေမဲ့စက်ရုံဘက်ကတော့1000ကျပ်အထိသာတိုးပေးနိုင်ပြီးတော့လက်မခံရင်အလုပ်ထုတ်ပြစ်မယ်လို့အလုပ်သမားတွေကိုချိန်ချောက်ထားတဲ့အကြောင်း Solidarity of Trade Union မြန်မာအဖွဲ့ကဒီကနေ့ဇွန်လ14ရက်နေ့မှာထုတ်ပြန်ပါတယ်။စက်ရုံမန်နေဂျာကဒေးချင်းမူလ9600ကျပ်အစား1000ကျပ်ရက်မှန်ချင်း3500ကျပ်ကို9000ကျပ်တိုးပေးပြီးတော့ရက်မှန်ချင်း4000ကျပ်နဲ့အချိန်ပိုကြီးကိုအရင်တိုင်း2025ကျပ်ပဲပေးမယ်လို့ပြောဆိုထားပြီးတော့သူတို့ပေးတဲ့နှုံထားကိုလက်မခံရင်အလုပ်ထုတ်ပြစ်မယ်လို့အလုပ်သမားတွေကိုချိန်ချောက် ပြောဆိုခဲ့တာပါ။မနေ့ကဇွန်လ14ရက်နေ့မှာလဲစစ်ကောင်စီအလုပ်သမားညွန့်ကြားမှုဦးစီးဌာန တိုင်းဦးစီးအရာရှိရဲ့ချင်းချောက်ပြောဆိုမှုကြောင့်တနေ့လောက်ခတောင်းတုံတောင်ကြရဖို့တောင်းဆိုနေတဲ့ရွှေပြည်သားမျိုးနယ်ဝါတရားဆက်မှုဆောင်ကရမ်မီယန်မြန်မာအထက်ချုပ်ဆက်ရုံအလို့သမားတွေဟာ9ရက်မြောက်နေ့မှာပဲတောင်းဆိုမှုတွေကိုရုပ်သိမ်းပြီးတော့အလုပ်ပြောင်းဝင်လိုက်ရပါတယ် TM Media ရဲ့စုံစမ်းရရှိတဲ့သတင်းအချက်အလက်တွေအရမေလ16ရက်ကနေပြီးတော့ဇွန်လ14ရက်နေ့ထိဆက်ရုံ15ရုံသတိမောက်တောင်းဆိုခဲ့ကြပါတယ်ဆက်ရုံ9ခုကတော့တောင်းဆိုချက်တွေရပြီးတော့တပိတ်အောင်မြင်ခဲ့ပါတယ် ရှမ်းပြည်တော်မှာတောင်ကြီးမြို့မှာရှိတဲ့လုပ်ငန်းဆိုင်ဘုတ်တွေကိုအင်္ဂလိပ်ဘာသာနဲ့နာမည်ပေးဆိုင်ဘုတ်တင်ထားလို့ရှိရင်မြန်မာဘာသာကိုပြန်ပြောင်းဖို့တက်ဆိုင်ရာရက်ွက်ရုံတွေကတစ်ဆင့်အတိပေးညွှန်ကြားနေပါတယ်ပြီးခဲ့တဲ့ဇွန်လ17ရက်ကတောင်ကြီးမြို့ဌာနဆိုင်ရာတွေကရက်ွက်အလိုက်လိုက်လံပြီးတော့ပြောကြားထားတာပါအဲ့ဒီအကြောင်းကြားစာနဲ့ပတ်သက်ပြီးတော့တရားဝင်အများသိအောင်ထုတ်ပြန်ကြေညာတာမျိုးမရှိဘဲနဲ့တောင်ကြီးမြို့အနီးတစ်ဝိုက်ဆိုင်တွေကိုတက်ဆိုင်ရာရက်ွက်ရုံတွေကနေတစ်ဆင့်အတိပေးနေတာဖြစ်ပါတယ်ဒေတာကန်ရဲ့ပြောဆိုချက်အရလာမယ့်ဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးတော့ ပြင်ခိုင်းနေတယ်လို့ဆိုပါတယ်။နောက်ဆုံးရသတင်းတွေကို TM Media ကနေပြီးတော့တင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ။